ဘော့စ်တချင်းကိုဂျေးထပ်ပိုအောင်မြောင်တိဆောပြနိုင်ပေမဲ့ကာရဝါတရားထားခဲ့တဲ့ရွှေစင်ရုပ်လောင်တမရလုံးမဲမင်္ဂလာပါဒေတရဲ့သူလေးရွှေစင်းရောက်လာကကိုပိုင်းတချင်းတွေထက်ကာဗာတချင်းတွေကိုပြန်လဲသိဆိုရင်းနဲ့အောင်မြင်လာသူဖြစ်ပါတယ် အစာပိုင်းမှာတော့ကိုပိုင်သချင်းတွေစုခဲ့ပေမဲ့လူသိနေရကနေရေပေးတင်ဒေတာတွေကိုလှူဒန်းဖို့ဂီတဖျော်ဖြေပွဲတွေလုပ်ရင်းနဲ့မှလူတွေသတိထားမိပြီးနမဲကြီးလာခဲ့တာပေါ့ရွှေစင်ရုံလာရဲ့အတန်ကကြီးလင်းပြတ်သားပြီးစကလုံးတိုင်းကရှင်းလင်းနေတာကြောင့်လူကြီးပိုင်းပြည်သက်တွေကပါသဘောချကြပါတယ်သူပဲသချင်းကိုပဲစုစုမူရင်းနဲ့မတူတဲ့ရသားတစ်ခုကိုရရှိစေပြီးနားထောင်ရသူတွေအတွက်အပါရိယခံစားရစေပါတယ်ဒီကာလမှာပဲရွှေစင်ရုံလာကဂျေးရဲ့ boss သချင်းကို ပြလဲသီဆိုခဲ့တာရှင်မူရင်းတုံးကလည်းဂျေးရဲ့အတန်နဲ့လိုက်ဖက်ညီပြီးလူငယ် ရီချရဲဝဝက်ွယ်အောင်မြင်ခဲ့ပေမယ့်ရွှေစင်ရုပ်လာကပြန်ဆူလိုက်တဲ့အချိန်မှာတော့ သူ့ရဲ့ထူးခြားတဲ့အတန်နဲ့ဖန်တီးမှုကြောင့်ပိုပြီးတော်တော်လူကြိုက်များသွားခဲ့ပါတယ်။သူမရဲ့ boss တချင်ဖျော်ဖြေမှုဗီဒီယိုကတပတ်အတွင်းကြည့်ရှုသူတန်း20ကျော်ထိရောက်ရှိသွားခဲ့ကောင်ဒီပမာဏဟာသူမအတွက်တစ်ခါမှမရဘူးသေးတဲ့အကြီးမားဆုံးအောင်မြင်မှုဖြစ်ပါတယ်။သူမကမန်ချောင်းတာမှာတည်ဆောခဲ့တာဖြစ်ပြီးစာသားတွေကိုနားလည်လွယ်တဲ့အပြင်မင်းကလေးပုံစံနဲ့တည်ဆောဟန်ကမတူညီတဲ့ဆွဲဆောင်မှုအသစ်ကိုပေးစွမ်းနိုင်ခဲ့လို့ပေါ့။ဒီလိုအောင်မြင်မှုတွေကြောင့်နောက်ပိုင်းပွဲတွေမှာရွှေစင်ရုပ်လာကို boss တချင်းကိုပဲအခက်အခါကပြန်ဆိုဖို့ပြည်သက်တွေကတောင်းဆိုကြပါတယ် အခုဆိုရင်သူမပဲတော့တော့မူရင်းနမဲကိုတော့မခေါ်တော့ပဲ boss လို့ပဲခေါ်ကြတယ်ဆိုတဲ့အထိပ်ပါပဲ မူရင်ကောင်းလို့မိတူကောင်းတယ်လို့ဆိုကြပေမဲ့ရွှေစင်းရုံလာကဘဲတဲ့ချင်းကိုမစိုးသူ့ရဲ့ကိုပိုင်ဟန်ပန်းနဲ့ပိုအောင်မြောင်ဖန်တီးနိုင်စွမ်းရှိတဲ့သူပေါင်းလွန်ခဲ့တဲ့နှစ်အနည်းငယ်ကလေးကကိုပိုင်တဲ့ချင်းတွေထောက်ခဲ့ပေမဲ့ကာဗာတဲ့ချင်းတွေနဲ့ပိုအောင်မြင်တာကလည်းသူ့ရဲ့ထူးခြားချက်ပါပဲ။ boss တဲ့ချင်းကြောင့်နမည်ကြီးလာပြီးပွဲတိုင်းလိုလိုဆိုနေရတဲ့အချိန်မှာမူရင်ပိုင်ရှင်ကြီးထံမှခွင်တောင်းထားရလာဆိုပြီးမိကုန်းတွေထွက်ပေါ်လာပါတယ်။ရွှေစင်းရုံလာကတော့ဒီတဲ့ချင်းကိုစိုးဖို့အတွက်ကြီးထံမှတရားဝင်ခွင်တောင်းခဲ့ပြီးပွဲတိုင်းမှာတိုက်ဆိုဖြစ်ရင်လည်း မူရင်းတိတ်ဆော်သူဂျေးနမဲကိုထဲ့သွင်းပြောဆိုပြီးအနုပညာဂျေးနဲ့ကတော့လိုကြောင်ပြောကြားထားပါတယ်။ဂျေးကလည်းရွှေစင်းရုပ်လာကိုသူ့တချင်းကိုတီးဆိုခွင့်ပေးထားကောင်နောက်ထပ်တချင်းတွေကိုပါဆိုလို့ရကြောင်ခွင့်ပြုခဲ့ပါတယ်။တချို့သူတွေကတော့ဘော့စ်တချင်းကိုရွှေစင်းရုပ်လာဆိုတော့ပိုကောင်းတယ်လို့တောင်ထင်ခဲ့ကြပေမဲ့ဂျေးရဲ့မူရင်းဟန်လိုပဲရွှေစင်းရုပ်လာရဲ့ကိုပိုင်ပုံစံနဲ့တီးဆိုမှုကလည်း ူနည်းသူဟန်နဲ့အောင်မြင်ခဲ့တာပေါ့ရွှေစင်ရုပ်လာကောလူအများစုကတော့အရေးချွချိုအချစ်ခါကသချင်းနဲ့လည်းလူသိများကြပါတယ်ဒါအပြင် M3 ရဲ့သချင်းကိုလည်းပြန်လဲသိဆိုပြီးတဲ့နောက်မှာအောင်မြင်ခဲ့သလိုလွန်ခဲ့တဲ့နှစ်ကလွှမ်းပိုင်ရဲ့ကြားချေရာသချင်းကိုပြန်ဆိုပြီး လူသိများလာခဲ့ပြန်ပါတယ်။သူမရဲ့အတန်က rap စာသားများစွာပါဝင်တဲ့တချင်းတွေနဲ့ပို့ပြီးလိုက်ဖက်နေတယ်လို့ပြည်သက်တွေကပြောဆိုကြပါတယ်။ကြားချေရာတချင်းကိုဆိုပြီးတဲ့နောက်မှာလေရွှေစင်ရုပ်လာကလွှမ်းမိုင်ကိုအနုပညာချင်းနဲ့ကြောဖို့ပြောခဲ့ပေမယ့်လွှမ်းမိုင်ကလက်မခံခဲ့ပါဘူး။ဒါကြောင့်ရွှေစင်ရုပ်လာကလွှမ်းမိုင်ကိုစားဖျားတဲရမှာလူတန်းပေးခဲ့တဲ့ရှင်အခုလေဂျေးနဲ့ M3 တို့ကိုအနုပညာချင်းနဲ့ကာရဝပြုဖို့စီစဉ်ထားကြောင်းလည်းသိရပါတယ်။ကာရဝတရားကြီးမှပြီး cover တချင်းတွေကိုကိုပိုင်ဟန်ပန်နဲ့ပမိုင်းနိုင်နိုင်ဖန်တီးနိုင်တဲ့ရွှေစင်ရုပ်လာရဲ့ မြပညာခီကိုဆက်လက်ဆောင်မြောက်အပြလိုက်ကြရအောင်ပါရှင်။ဘော့စ်တချင်းကိုခြေသည့်ဆိုတာကိုပို့တဘောကြလား။ဒါမှမဟုတ်ရွှေစင်ရုပ်လာသည့်ဆိုတာကိုပို့တဘောကြလားဆိုတာပြပြခဲ့ဦးနော်။အလုံးကိုကျေးဇူးတင်ပါတယ်။နောက်ရက်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့အတူပြန်လာခဲ့ပါဦးမယ်ရှင်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။